ကယ်လို့မတည်သေးရင်လည်းမတည်သေးတဲ့လူနာရှိလို့ရှိတယ်တခါတည်အောင်လာရှင်းမလားတက်တက်အီဒီကအပြင်ထွက်ဒိုးညာမြင်းတော့မျက်နှာပေးနေကျွန်တော်တို့ပြောထားပြီးသားမျက်နှာပေးနေမင်းတို့ထူးစင်းထူးထူးရက်ရက်စီလာရက်အဲ့ဒီဒိုးညာရွာကိုကျွန်တော်တို့ပချင်းခိုင်းတာဟုတ်အဲ့ဒီဒိုးညာရွာလေးပါကျွန်တော်တို့တွားရှင်းနေဆိုတော့အဲ့ဒီဒလိရွာကျွန်တော်ဘာမထူးတို့ပြန်ခေါက်လာခဲ့တယ်အဲ့ကျွန်တော်ဆန္ဒနေတိုင်းသားရွာလေးတိုင်းသားရွာလေးကျွန်တော်နေတယ်နေပြီးတာနဲ့နောက်နေမဲ့ကြောင့်ကျွန်တော်အဲ့ဒီနှစ်နာရီခွဲဆိုရင်ကျွန်တော်က အသင့်ပြရတယ်ဆွေးနွေးပါတယ်။ဒါမှလည်းပိုင်းတာတမင်းတွေကထုတ်ထိုက်တယ်။ဒါပေမဲ့အိမ်တိုင်ခွဲဆိုတာလည်းအဲ့ဒီမဏိကသွားတဲ့ရွာပေါ့အဲ့ဒုံကြိုင်ကတို့ပြန်ပြီးသွားခိုင်းတယ်။တို့ပြန်သွားတယ်။သွားတဲ့အချိန်မှာကျွန်တော်သွားတဲ့အချိန်မှာဒုံကြိုင်အမျိုးသားတွေက73 74ခလေးကကြောင်ကြားလေးဆိုမရှိတော့ဘူး။အကုန်တော့အကုန်ထွက်ပြီးအကြံခဲ့မှာအဲ့ဟွာအဖွားကြီးတော့ပဲ။အဖွားကြီးအဖိုးကြီးတော့မရှိဘူး။ဒုံကြိုင်ဒီအမျိုးသားတော့မရှိဘူး။ဒီမျိုးသီးအဖွားကြီးတွေနဲ့ခလေးငယ်သေးတွေပြီးကိုင်းတော့မျိုးသီးနှစ်ယောက်သုံးယောက်ကျွန်တော်တွေ့တယ်။ရွာလေးကတစ်ခါသေးသေးပါပဲ။ခမ်းမကြီးဘယ်လောက်ရှိပဲအင်ဂျင်ရှိလို့ရှိရင်အင်ဂျင်60ပေါ့။ ဲ့လိုတော့မများဘူးဖတ်သေးသေးလေးပဲရွာကြီးကရွာတိုင်းရှိလေးပေါ့အဲ့ဒါနဲ့ကျွန်တော်ကျတော့လက်လက်ကြီးသွားဆိုကျွန်တော်ရှိမှအဲ့ဒီခွင်း၄ငါးခွင်းလောက်ရှိတယ်အဲ့ဒီလေခွင်း၄ငါးခွင်းရဲ့ကျွန်တော်ညာဘက်ထောက်မှာကျွန်တော်တောင်ကုန်းလေးရှိတယ်တောင်ကုန်းလေးကကျွန်တော်ဒီအဲ့ထောက်သေးတဲ့81တို့ကျွန်တော်ဆက်လက်ပါဆိုတော့အဲ့ဒီခွက်တွေပါကျွန်တော်စိုးခိုင်းတာပေါ့ကျွန်တော်ကဟွာတော့ဟွန်နန်ဒီတော့ပါအောင်ကျွန်တော်60တို့အောင်ကျွန်တော်စင်ခိုင်းထားတယ်81တို့အဲ့ဒါစင်ထားတယ်ကျွန်တော်ကစင်ထားကြတယ်ပြည့်မဲ့လူတော်သူရှိပြီးသားလားကျွန်တော်စင်ထားပြီးတာဆိုလို့အဲ့ဒီမြင်းချင်းရေရှင်တာဝေးတွေတာဝေးမြင်းချင်းကျွန်တော်ချိန်ပြပြီးတာနဲ့ဒီဘက်ထဲနဲ့ဟိုဘက်ကကျွန်တော်တို့ ကိုယ်စုံမုန်းနိုင်မကုန်းကိုကျွန်တော်ချိန်ပြထားတာကိုအဲ့ဒါကိုမြင်းချင်းတော်ကိုချိန်ပြထားရင်ကျွန်တော်ချိန်ထားတယ်ပြီးရင်ကျွန်တော်လည်းလည်းကြီးပါဆက်လိုက်တယ်ကျွန်တော်ကျင်းနေတူးနေကျွန်တော်အရွာထဲကိုစုံမုန်းထားရပါတော့အဲ့ဒါနဲ့နေရင်းနဲ့တတိကိုကျွန်တော်နေတာပေါ့နေ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 တဲ့အဲ့ဒီကုနေကြတော့ကျွန်တော်တို့လက်လက်ကင်းသုံးတိုင်ခွဲလေးနဲ့လောက်ကြတော့အဲ့ဒီတဲ့မှာဒုသမီးခုနှစ်ယောက်ရှိတော့ရှိအရှိမှာကျွန်တော်ရဲဘော်တွေကအဲ့အဲ့ဒီတဲလေးတော့ဝင်ပြီးမှအဲ့ဒါနဲ့ဒီဒုသမီးတွေကကြောက်လို့နောက်ခွေထွက်ပြေးတာပေါ့ထွက်ပြေးတဲ့အချိန်မှာပါတယ် ကျွန်တော်ရဲအဲ့မှာကျွန်တော်သွားရစီပါလေကျွန်တော်ဒီတက်တယ်ပေါ့ပြီးရဲတွေပါပါသေးတယ်ရဲတွေကဥပမာရဲက၄၅၆ရောက်ပါတယ်ရဲ၄၅၆ရောက်တယ်ကျန်တဲ့ဖွဲ့စစ်သားအင်အား25လုံးလောက်ပါတာပေါ့အဲ့ဒါပူပေါင်းပြီးသွားရစီပါအဲ့မှာရဲရဲစစ်တပ်ကကျွန်တော်၃လောက်ရဲဒါအဲ့ဒီမျိုးပြီးလို့ပြစ်ပလိုက်ပေါ့ပြစ်လိုက်စီပါအမျိုးသမီးအဖွားကြီး၃ယောက်ပြီးရင်ကိုင်းကောင်မျိုးသမီး၁ယောက်ပြီးရင်ကလေးငယ်ကကလေးငယ်၂ယောက်ကလေးငယ်၂ယောက်ကတော့ဘုန်းကြီးသေးတယ်ကိုင်းကောင်မျိုးသမီးကတော့ကိုင်းကောင်မျိုးသမီးကသူကဒီလိုဒီနေရာကိုမှန်ထားတာသူကတော့မသေးဘူးအဲ့ဒီအဖွားကြီး၂ယောက်လည်းသေးတယ် အဲ့ကိုကျွန်တော်တို့ဖြစ်စဉ်တွေဖြစ်နေချိန်မှာကျွန်တော်တို့အပေါ်တင်ပြတာပေါ့တင်ပြနေချိန်မှာကောင်းပြီမြို့တော်ရဲ့အပြစ်ပြင်းထားခလိုက်ပေါ့နော်အဲကျွန်တော်ညနေခင်းဘာနဲ့တော့ကျွန်တော်တို့ဘယ်နဲ့ကထွက်လာတယ်လို့အဲတိုင်းတိုင်းရွာလေးကိုပြန်ကြတာပေါ့ပြန်သွားပြန်သွားရောအဲ့တော့လည်းတိုင်းထားခလိုက်တယ်ထားပြီးတော့နောက်ဒီမနေ့ကြောက်လဲကျွန်တော်တို့မရိယမနေ့ကအချိန်ပဲပြန်လွတ်တယ်ကျွန်တော်တို့သွားမြို့အဲကျွန်တော်တို့သွားပြီးတော့ယူပြုတ်လိုက်အဲနောက်ပါပဲတကယ်လို့မတည်သေးရင်လည်းမတည်သေးတဲ့လူနာရှိလို့ရှိတယ်တခါတည်အောင်ဆင်းပလိုက်အဲတိုင်းတော့ထပ်ပေါ်သေးတယ်တကယ်လို့မတွေ့တော့ဘူးဆိုတော့လိုက်ရှာကြည့် ဒီအကြောင်းလေးဒီလူနာတွေမှာထားတဲ့ပေါ့နော်ကျွန်တော်တို့အဲ့လိုယူတာကျွန်တော်တို့အဲ့လိုအောက်ရှိကျွန်တော်ခိုင်းတာပေါ့အောက်ရှိတာဝင်ဖို့အဲ့ဒါကျွန်တော်မတိကြပါတော့ဟိုမလေးရက်ကလေးကမနေ့ပိုင်းချိန်ပဲထိလိုက်ကိုကျွန်တော်ထွက်သွားတယ်ထွက်သွားတော့အဲ့လိုကျွန်တော်သွားချိန်မှာတော့ညခင်းကြတော့ဒုံကြီးကမျိုးသားတွေပါတယ်သူ့မျိုးမီးတွေညညဟုတ်ပြလာတာကိုစိတ်ကောင်မရှိတော့အဲ့ကျွန်တော်လာရချင်းရောအတန်ကန်ကြားလိုက်ကြောက်သူပြန်ပြေးကုန်သူတော့အဲ့တော်လေးကိုပြန်ပြေးကုန်အဆုံးကခွားကြီးတွေကြံတယ်လေးငါ၆အောင်နဲ့အဲ့အဲ့တေးလေးအလောင်းတွေကသူအဲ့လားတဲသေးတယ်ကိုအဲ့အိမ်ကအဆုံးလုံးအိမ်ကိုကျွန်တော်တို့ကအဆုံးလုံးအိမ်အဲ့မှာသူတို့ နောက်ခေးပါတယ်ဘို့ကျွန်တော်တင်ထားကြတယ်အဲ့မှာအပွားကြီးတယောက်အလောင်းရယ်ဆွမ်းကအမျိုးသမီးတယောက်အလောင်းရယ်အမျိုးသမီးတယောက်အလောင်းပေါ့တည်နေတယ်ပြီးရင်ကလေးတယောက်ငါးယောက်အလောင်းငါးလောင်းပေါ့ပြီးဒီကိုယ်ဆောင်အမျိုးသမီးတယောက်ကလည်းမတည်ဘူးသူကသူကဒီရေအောင်ပေါ့သူရဲ့ဒီဒီကိုမထိထားတာပတ်ထိရစီသူ့ကိုစီးပဲကူပေးထားတယ်ထင်တယ်ဗျစီပါဒီပဲစီးထားတော့တွေ့တယ်ကျွန်တော်တို့အဲ့ဒါနဲ့ပြီးရင်ကျွန်တော်အားရဒီအားအဲ့ရအဖွားကြီးကိုခေါ်ရဲနောက်မှနေတဲ့ခါကျရင်ညာအမျိုးသမီးတွေကိုခရီးရောပြင်ခေါ်ပြီးတော့ အဲ့နဲ့ကျွန်တော်တို့အဲ့ဒီသွားတဲ့အချိန်မှာလည်းလမ်းမှာအဲ့ဒီနေရာကိုမရောက်ခင်ပါတော့အဖိုးကြီးတယောက်ကိုညညာအဖိုးကြီးတယောက်ကိုချိန်မှာကျွန်တော်ပလီကြီးမှာအထွတ်တွေ့ခဲ့တဲ့ပလီကြီးမှာအဲ့ပလီအဲ့နေရာကိုမရောက်ခင်ပါကျွန်တော်ပလီလမ်းမှာညညာလူသားကြီးတယောက်တွေ့တယ်ဟိုအသက်60ကျော်နေတော့ဖိုးကြီးအဲ့သူ့ကိုပြေးချင်ပါလေသူ့ကိုခေါ်လာတယ်ခေါ်လာပြီးတာလည်းအစွမ်းကကျွန်တော်ဒီမလေးရအစွမ်းကရောင်းနေရှိမဲ့ရွာနာကိုမရောက်ခင်လေးမှာဒီကမရောက်ခင်တစ်ဖောင်သုံးဖောင်လောက်မှာအဲ့ဖိုးကြီးကိုအဲ့ဒီခွန်းထဲမှာကြိုက်ဖိုးကြီးကိုအဲ့ဒီခွန်းကြီးကကျွန်တော်ဒသိမ့်မုံပေးရကျွန်တော်စပါးမင်လေးဟောစပါးတယ်အောင်မှဲ့သေးဘူး သူအနားလေးရောနဲ့ထွက်ထွက်လေးပေါ့အဲ့ဒါနဲ့အဲ့ဒီစပါးတို့လည်းပြစ်ဆခဲ့တယ်အဲ့ဒီလူညာဖိုးကြီးကိုညာကျွန်တော်ဆက်လာတယ်လာတဲ့အချိန်မှာဆွမ်းကမလေးကပြစ်ထားတဲ့ရွာကိုရောက်ပြီဟောတော့အဲ့ဒီရွာကိုပြန်ကြည့်တဲ့အချိန်မှာကျွန်တော်ဆွမ်းကလောင်းနေပေါ့အဲ့ဒီလောင်းနေကောင်းပြီအဲ့တော့မျိုးပျောက်လာကျွန်တော်ပြောတာမိတ်ပြီးဟုတ်ပြီကျွန်တော်လမ်းမှာလဲကျွန်တော်လူညာဖိုးကြီးတယောက်ကျွန်တော်မတင်ငါတို့ပြစ်ခဲ့သေးတယ်ပေါ့ကောင်းနေပြစ်ပြလိုက်မပြစ်လားမမှားဘူးပေါ့တော့ကိုယ်လည်းအာရီယံဖြစ်ဖို့လိုတယ်ပေါ့ယူပါအဲ့ဒါကျွန်တော်ပြောပြီးလို့ရင်ပြုတ်လို့ရှိရင်ဒီမှာရှိတဲ့ဒီကောင်မတင်ရတယောက်ရှိတယ်ပေါ့မတင်ပြပြီးဟုတ်ပြီသူ့ကိုလည်းငါမလေးကမှားထားတဲ့အတိုင်းအားအပြည့်ရှင်းပြလိုက် အဲ့အဲ့မသိသေးတဲ့ဘူးမီဒီယာကိုအဲ့အဖြူကားဒီကားပြောတာဒီကားအမိတ်မိတာအဲ့မရှင်းဘူးလားရှင်းပြီလားနဲ့အဖိုးကြီးကိုလည်းတို့ရဖိုးကြီးကိုတွားပြန်ခေါ်ခေါ်ပြီးတော့တိတ်တိတ်တော့မခွေးကျွန်တော်ကတစ်ပေါင်းလောက်ပဲခွေးတာ哦အဲ့သူ့တွားပြန်ခေါ်အလောင်းပြန်သေးသေးရတယ်သူတို့လည်းရောပြီးတော့ပြုတ်ခေါ်တော့အဲ့ရှင်းနေပါပဲဘလို့အစီအမီလို့ရှင်းအောင်ကျွန်တော်လေးကြည့်ပြီးလိုက်ရောကပြုတ်လိုက်ပေါ့အဲ့လိုအမိတ်မိအဲ့ဒါနဲ့အဲ့အဲ့လိုဆံပြီးကျွန်တော်ကိုရတယ်ကောင်းပြီတဲ့မင်းစရင်ကျွန်တော်ကလည်းအဲ့အချိန်ပါဒီဟိုဟာအပြောင်းအောင်ကြာနေပြီကျွန်တော်ကဒီဟိုဟာကိုလောက်ယူတယ်ပုံကြီးကျွန်တော်ပြောင်းရတော့မှာဒါနဲ့လည်း လမ်းကြောင်းတွေပိတ်ရကျွန်တော်တိုင်ရင်းကိုပြန်ဖုတ်နိုင်သေးဘူးဖုတ်နိုင်သေးတော့မြင်ရတဲ့ဒီဒီအလောင်းတွေပြုတ်ဖို့အတွက်မြစ်စင်ထားရဲအောက်ဒီမှာရှိရဲဆယ်ဆယ်ရောက်လောက်နေပေါ့နော်ဒီဟိုနောက်မှာပြတ်ထားရဲလွန်ရဖိုးယူဘာပြန်တဲပဲပေါ့ညနေဖွဲရအဲဒါသွားကြရဲသူသွားတာ19တော့ပါတော့မှာပေါ့လိုလိုရေးတဲ့ဒီမှာတော့ကျွန်တော်တို့အဲ့မှာကြည့်တဲ့ဒူးခိုင်းထားတယ်ကျွန်တော်ကျွန်တော်ပါတဲ့စစ်တီတွေပေါ့တူးကြရဲတူးတူးတူးနေအဲ့ဒါနဲ့တို့မပြလာပြီအဲ့တော့အဲ့ဒါနဲ့ဒီမှာတယောက်ကဒီမူတော့ချထားတယ်မျိုးမီးပေသေးတယ်မျိုးမီးက ။အဲ့ဒါနဲ့သူတို့သွားကြည့်။အဲ့ဒီကျွန်တော်လက်နဲ့ကအားနဲ့ဘာမှမလုပ်ဘူးလို့ကျွန်တော်တို့ညီမသားကဆိုနားမလဲဘူး။ကားလည်းကနားမလဲဘူး။အဲ့ဒါနဲ့ကျွန်တော်ကသွားပြီးတော့တောက်ခွင့်မရှိသွားတယ်။အားလို့ဘုန်းကြီးတို့ညီမဒီအုံယူပြီးတော့ကမသေးဘူးလို့ညီမတို့ညီမဒီကူရဲမှာလို့ကျွန်တော်အရေးထုတ်ကျွန်တော်ဖြည့်လိုက်မယ်နေသားပူရဲလို့ကျွန်တော်တို့ကဒီအလောင်းတွေကိုကျွန်တော်ဘယ်လိုဘာကြောင့်လဲဆိုတော့သူကအဲ့နှုတ်ရှိထားတာကိုကျွန်တော်ညာကတညပြန်တဲ့အချိန်မှာပြီးကျွန်တော်တို့ကပြန်ထပ်ပုံပြန်ရိုက်ပါလက်တည်းဆိုရင်အဲ့သူတို့ပထမနေ့ကပြေးထားတဲ့နေရာမှာပဲအဲ့လောင်းကိုပြန်ပြန်ချထားပြီးတော့ထပ်ပုံပြန်ရိုက်တာ ပြီးတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့အဲ့ဒီလိုတော့ပုံများထားသူ့နယ်ပြန်ချထားတာပေါ့ပြီးတော့ဒီမိုးပြီးကိုလည်းဒီဘက်ပြန်ချထားတယ်သူပထမဦးလဲနေတဲ့နေရာမှာအဲ့ဒါနဲ့သူ့ဘာအားနဲ့ဒါမှမဟုတ်လေခင်ဗျအဲ့လူကိုအထက်ကိုပြန်ချွေလိုက်တဲ့အရေးဘက်ကိုလေအဲ့ကျွန်တော်ကောင်းလေးတစ်ခေါက်ရမှာပေါ့ဒီမိုးမီဘာလဲအဲ့ကျွန်တော်ကတဲ့ပါအဲ့ငါမိပါညာပေါ့နော်သူကလားလို့တွေ့ကြလို့ခေါ်တော့ပေါ့နော်ကျွန်တော်နန်းဒီပါကျွန်တော်ဖြာလေးပြီးပါပေါ့ဗိုက်ချာလေးပြီးတယ်ခွာကြီးရောက်ကအဲ့ကောင်းတစ်လုံးပြီးတယ်ဆက်ပြီး ။ဘာလို့ FI ရှေ့မောင်းထုတ်တယ်အကောင်လုံးနဲ့။အဲကျန်တဲ့ရဲဘော်လေးရှေ့မောင်းမောင်းထုတ်ပြနေတယ်။ဟောရဲ့အရှိရောက်သွားပြီ။အဲနဲ့အဲလူကြီးကိုပြောကကျွန်တော်မလုပ်ဘူး။ကျွန်တော်မလုပ်နိုင်ဘူး။ဟာကကျွန်တော်မိတ်ပြီးလာတယ်။ကျွန်တော်မလုပ်နိုင်ဘူး။အဲလိုဟာမဲ့လို့အမေကမနာကမနာကအဲ့လိုပြောကျွန်တော်လုံးနိုင်ဘူး။အဲနဲ့ဟာကွာရဲ့မင်းကလည်းမင်းစင်လုံးခိုင်းနေလေကွာတဲ့။ဒုတိုင်ကွာ။မင်းစင်လုံးခိုင်းနေကွာ။ကျွန်တော်မင်းစင်မခိုင်းတော့နဲ့တဲ့။ကျွန်တော်ကလည်းငကူတွေကမလုပ်ချင်တာလည်းပါတယ်။ဒီကျွန်တော်တက်ပြောင်းခံပြီးဖို့လို့ကျွန်တော်တောင်းဆောင်ထဲတယ်မဟုတ်ဘူးကျွန်တော်ကလို့ရှင်ဒီစိတ်ကုန်တာကြာပြီလို့လည်းမလို့ ဲ့ဒါနဲ့ဟုတ်ရခဲပါလို့ခေါ်တယ်အဲ့ခေါ်နာမည်ကခဲပါအဲ့ကျွန်တော်ကျွန်တော်ချမယ်ရှင်းလိုက်ပါတော့သူတို့တယောက်ခဲပါနေတော့တယောက်အရက်ရှိတော့ကောင်းတယ်ပဲရေပေါ်ပဲမပေးရဘူးကောင်းတယ်ပြန်လို့ပြီးဟုတ်ပြီချောက်ကကိုင်ပြန်ညနာပြန်တယ်ပဲဘာမှမပြောအဲ့နဲ့ဒီကားပြီးတော့ဒီဝိုင်းပြီးပေါ့ဒီဝိုင်းအချိန်မှာသူ့ပါအဲ့အလောင်းကရိုးပြီးပါအဲ့ဆွမ်းကယူလာတဲ့ကိုညာဖိုးကြီးရဲ့သူ့ရဲ့ကလေးနှစ်ကလေးနှစ်ယောက်ရဲ့နှစ်ယောက်ပေါ့နှစ်ယောက်ကိုတော့တခြင်းပေါ့သူကြီးညာကြီးရဲ့ရောက်သွားတော့ တော့ဒီမှာကျွန်တော်တို့အိမ်ထဲဆိုအမှန်ကြီးဘာလို့ရှင်တော့ပေးပေးတရား50လောက်ရှိမယ်အခမကြီးတို့အိမ်ထဲဒီဟာနဲ့နောက်ကလေခွန်းတခွန်းအကျုံပါပါအမှန်မြို့တယ်ဟိုကျန်တဲ့လူပြီးတော့နေလေရောကြီးပြုတ်လာပါသလိုလေနှစ်ချင်းတူပြီးမှအဲဒီပြပြီးဆက်ပြုတ်လေပြုတ်ပြီးတာနဲ့နေ့နေ့ကျတော့ကျွန်တော်ပုံမှန်အတိုင်းပဲလေးလိုက်ခန်းတော့ကျွန်တော်ပြပြီအဲဒါကျွန်တော်ပြုတ်ထားခဲ့ခိုင်းတယ်ကျွန်တော်တို့ပြပါတယ်အဲဒီလိုဟာတစ်ခါကကျဆုပြပြီးတော့ဘာဖြစ်လို့အဖြစ်အဖြစ်မဲ့တဲ့အဲသူကဖော်ချူပေါ်ကြီးပုံမှန်တယ်နော် အပြင်းပဲဒီခလေးသားခလေးတွေကိုမိမ့်ပါလေပေါ့ဘာလို့မိမ့်ဟုတ်ကတန်ထားတယ်ဟုတ်ပါတယ်ပေါ့ကျွန်တော်တို့ကတကားပြစ်တာဟုတ်ပါဘူးကျွန်တော်တို့အဲယူသွားပြီးတော့တစ်ဖက်နဲ့နဲ့ဒီလိုပြန်ပြောပါတော့ကျွန်တော်တို့အဲဓာတ်နဲ့လှန်နဲ့အိန္ဒိယထွက်ပြီးတော့ခုခံလို့ကျွန်တော်ပြရင်ဖြစ်ပါတယ်အားငယ်ကောင်းပြီအဲ့ဒီလောင်းလို့ပြန်ခေါ်မယ်လို့နောက်နေမယ်ရပြန်ခေါ်ပြီးတော့သူတို့ပထမအစီရဲ့နေရာမှာပြန်ထားထားပြီးတော့ねသူတို့လက်ထက်မှာဓာတ်လိုလန်လို့ချအချိုက်တက်ဖို့ရချိုက်ပြီးတော့ fiber နဲ့ပြတ်ဖို့ပြီးကျွန်တော်တတ်မအောင်အပြူအမှုကကျွန်တော်အဲ့လိုအစီအပြန်လောက်ခိုင်းမြအောင်အလောင်းနေရာမှာအနံ့နေအနံ့နေထွက်နေတယ်ဟောဖြစ်နေပြီအဲ့ဒါနဲ့ကျွန်တော်တို့ ောင်းနေမနဲ့ပါသွားတော့ကိုရောင်ဟောဖြစ်ရမလို့ပေါ်ရမလို့သူတို့ညာဖွဲ့ရသူမစလို့ပြုတ်ဖို့လည်းပြောရဲပေါ်ထားပြီကျွန်တော်တော့လည်းအဲ့တော့ညာလူစားတွေအောင်မရှိဘူးအပြန်ပြေးကုန်တော်တယ်ဟိုအောင်နေတိုင်းဟိုဒီရပါပဲအဲ့ဟိုတော့လူပြန်ယူကျွန်တော်တို့ကသူမလေးထားရတိုင်းပဲလူညာနဲ့သူတို့လက်ထက်မှာကျွန်တော်တို့ဒီအဲ့ချိန်မှာတော့ဒီအမျိုးသမီးတွေပါတယ်ဒီအဖိုးကြီးတို့ညိုက်လို့မရဘူးအဖိုးကြီးတို့လည်းခုနကပြထားတဲ့အဖိုးကြီးကိုဟိုတို့ညာအဖိုးကြီးအဲ့တို့ညာအဖိုးကြီးထောက်တော့တော့တတ်ပုံနဲ့မရဘူးအဲ့ဒီဂျန်နဲ့တောင်းနေလူတွေမှာ ဘာမှလိုက်ရှာတယ်လမ်းတို့ဓာတ်တို့ပေါ့တွေ့တာဟောကင်ဦးကအချို့ကြောင့်ငရုတ်ငရုတ်ရီငရုတ်ခွက်ပေါ့အဲငရုတ်ရီကွက်ဟိုဒီမောင်စစ်သားတွေကိုနောက်ခရနေတော့အဲငရုတ်ခွက်တွေပေါ့အဲသူပြောပြီးမှဟောရရရနေတယ်ပါနဲ့သူတို့ပို့ပေးတယ်အဲဟောတာကကြီးပြတ်တင်တာကိုကျွန်တော်တို့ဒီလိုပဲလုပ်လို့ပေါ့ကျွန်တော်တို့ဒီဖြစ်မဲ့လူမျိုးတွေပြရဖြစ်ပါရအောင်လို့ရောင်းပြချက်ပေါ့အဲလိုကျွန်တော်တို့နောက်နေကြတော့နောက်လူပြရပြတ်လို့ပဲကျွန်တော်တို့ဒီကကျွန်တော်တို့ပြခေါ်ရအောင်ဒီဟောအဲဒီတို့ညာရောပြန်ပြန်သွားတာပေါ့နောက်နေမယ်နဲ့ နောက်နေ့ကျကျွန်တော်တို့ဟိုဟောင်းဖြစ်တော့အဲ့ဒါနဲ့ပထူးဆိုကျွန်တော်တို့အဲ့ဘက်ကိုလောကြီးကိုင်းပြန်ထားပြီးစကောင်းကျွန်တော်တို့ရောက်ခေါ်ပြန်ပြီးတော့ဆက်ခေါ်တာပေါ့အဲ့ကျွန်တော်တို့လည်းပြန်ပါစေချောင်းပြန်ပေါင်းရကျွန်တော်တို့ဟိုတိုင်းရောကျွန်တော်စိတ်ကုန်လာကြပြီကျွန်တော်ပထမဦးလို့ကျွန်တော်အမှန်တမ်းပြောရင်တော့တက်ထက်ကျွန်တော်ဝင်လို့ရတယ်ကိုစိတ်ကုန်ကျွန်တော်ဝင်လာခဲ့တာကျွန်တော်ဓာတ်ပြောရပထမစစ်တဲ့ကျွန်တော်ဆယ်လက်လုံးကျွန်တော်ဓာတ်ပြောရအဲ့လိုကျွန်တော်ကျွန်တော်ပထမကျွန်တော်မိခင်တိုင်ရင်တမတရားတွေပုတ်ဘူးအမှကျွန်တော်ခါလာနှစ်ငါးနှစ်ပေါ့ကိုယ်ကမကျွန်တော်ငါးနှစ်ကြာတယ်။တော့ရောင်ထားဆောင်အဲ့လိုပြီးတော့ပြီးတော့ခါလာနှစ်ကိုလည်းမင်းတက်။အဲ့မှာကျွန်တော်ငါးနှစ်ကြာတယ်။အဲ့ဒီအရတော့ဒီခါကိုကျွန်တော်ပြောင်းသွားတယ်။အဲ့ဒီခါမှာကျွန်တော်ငါးနှစ်လောက်ပေါ့ ကျွန်တော်နေရပါတော့နော်2000 2000မှာကျွန်တော်ပြောင်းတယ်2000 2000လေးတော့မှကျွန်တော်ဖြေးနေစိတ်ကုန်လာတယ်ပြီးတော့အဲ့မှာကျွန်တော်ရဲဘော်တွေပေါ့နော်အဲ့ရောက်တွေဘောင်းဆိုကျွန်တော်မင်းရယ်အကြက်တွေကိုနွားတွေကိုစိတ်တွေကိုအာကိုပစ္စည်းကြာတာအဲ့မှာအဲ့လိုကြာအနိုင်ချင်းပစ္စည်းတော့အာအမှန်ကျွန်တော်တို့စိတ်ပြတ်သွားတယ်ပြီးအဲ့တိုင်ရင်ကလည်းတိုင်ရံပုံကြီးကလည်းဒီလိုပဲတိုင်ရင်ခုကိုယ်တိုင်ကလည်းအဲ့စဘာတွေလဲလေးရှမ်းတွေအဲ့တွင်ကြာရဲ့ပန်ဆိုင်တဲ့ဟွာအကုန်လုံးတိန်းထားတာပြီးနောက်ဆုံးသူတို့ဝါခုတ်တာဆောက်ဝါခုတ်တယ်အခု ဟာအခါထောင်းတယ်ပြီးပြီးသေးဖုတ်တယ်ကျွန်တော်တို့ကြာဆိုရင်ဖုတ်ရင်ပြီးသေးဖုတ်ရင်တနေ့ကိုဘယ်တော့တွင်းတလောက်ဒါချီးပေါ့မင်းတို့အဲ့ဘုံစဘာတွေဟိုဖြစ်တယ်ကျွန်တော်တက်ကအဲ့ဥမာသူတို့ကိုယ်ပိုင်စဘာတွေဗနေကရှိဗေကရှိဒီကောက်ဘယ်တော့တနေ့ကိုဘယ်တော့တွင်းရမလဲအေကဆေအေကဆိုဘယ်တော့တွင်းရမလဲသူကအဲ့လိုတွေလူခေါ်မလဲအောက်ဆိုင်ချတာပေါ့ချာပြီးတာနဲ့သူကအကုန်လုံးကအရာချင်းပြပြစားအမှားတည်းကျွန်တော်ဖြေအဲ့ဒီစိတ်ကုန်တာပေါ့နော်အဲ့လိုဘလူခေါ်လေရင်သိသိမရှိတော့ဘူးအဲ့လိုလောက်ရတဲ့သဘောမကျအောင်အမှားတည်းထပ်ပေါက်ချခဲ့တယ်ကျွန်တော်လုံးဝထပ်ပေါက်ကြမရခဲ့ဘူး ပြောဖြည်းဖြည်းနဲ့အဲ့ဒါကျွန်တော်မကြတော့ကျွန်တော်ကဒီဒီထော့စက်ခုံပေါ့အဲ့တော့စက်ခုံကကျွန်တော်ဒီနောက်ဒီရုပ်တံပေါ့ဟိုကြီးအထိုင်တဲ့ကိုပြောင်းလို့လဲပတ်စံမရှိပဲရှိနေခိုင်းတော့အကုန်ရခံပြီကျွန်တော်ရှူစားခြင်းနဲ့လိုက်လေရှိပေါ့ကျွန်တော်ဆက်လက်သိပုံနဲ့ကျွန်တော်အားလေပေးပြီးမှကျွန်တော်ရဟုံပြောင်းတာဒီနောက်ဒီရုပ်တံထိုင်တာကိုအဲ့ထိုင်တဲ့ကိုပြောင်းတဲ့အချိန်မှာလဲကျွန်တော်ကျွန်တော်ကတော့ရှင်းနေလားဆိုကျွန်တော်တော့အဲ့သူတို့ဒီရုံးမှာထားဆိုင်နေခေါ်တာပေါ့နော်သူတို့ဒီ B group B C group ရှိတယ်သူတို့ group တွေဖွဲ့ထားကြကျွန်တော်ကတော့အဲ့ဒီမှာသူတို့တွေကဝင်ပြီးတော့မတို့ပေါ့ပေါ့နော်မလုပ်နိုင်ဘူးပေါ့ကျွန်တော်ကအဲကျွန်တော်အထူးကြီးပေါ့ တော်တော်ကြီးလုပ်တယ်ပြီးအာဒီစာချင်းကျွန်တော်ခံထားတာဒီပေါ်တော့ကျွန်တော်မှအဲဆိုင်ရင်လုပ်တယ်ကျွန်တော်အဲဒီခေါင်းထဲမှာတော့ရုပ်ကံကပြီးကလေးကြောင်းလိုက်ပို့တယ်ပြီးဂျန်နယ်ဥစ္စာဖရိတ်ပါညာလုပ်တယ်ဘာလို့လဲကျွန်တော်ဒေတာပေါ့ဒီ2021အာနာသိတဲ့ခင်ကျတော့ကျွန်တော်လူမျိုးကြီးခေါ်တယ်အဲမြောင်းနဲ့ဒီခီးတယ်ပေါ့သူရကိုလာတယ်ဒါအချိန်မှာကျွန်တော်ကအဲ့လိုလူမျိုးလက်လုပ်ပေးရတယ်အလိုထဲမှာပြီးကျွန်တော်ပို့ပြီးမှအဲတိုက်ပွဲတွေဖြစ်ကြတော့ဘာရောက်ခဲ့တာကျွန်တော်ဟိုပေါ့နော်အဲတစ်ခါတည်းနဲ့ပြစ်ကြတော့ဆန္ဒပြလို့မှပြစ်ခိုင်းတယ်ပြစ်တဲ့အချိန်မှာကျွန်တော်ပြစ်ခိုင်းကျွန်တော်မပြစ်ဘူးဘိုးဟိလန်ဝင်ဘိုးဟိလန်ဝင်ကျွန်တော် ။ဆာမန်အရင်ကပြစ်ပြားတဲ့။ပုံမှန်တိုက်ပုံပဲနဲ့ထားတဲ့ကွာသူတို့က order ကိုလည်းကျွန်တော်တို့ပုံမှန်ပြစ်ရပြီ order လိုက်ဒီကွာပဲပြစ်ထားအောင်ကျွန်တော်တို့စစ်ကောက်ဟဲ့။ကျွန်တော်တို့ကကျွန်တော်ပြစ်ဘူးပြစ်တော့ကျွန်တော်ကိုလေးရောက်ရောက်ချက်ချင်းကျွန်တော်ထုတ်ထောင်းပြီးကျွန်တော်ချုပ်နဲ့ကောက်ထဲနှစ်ပတ်နှစ်ပတ်ထည့်တာကျွန်တော်အဲကျွန်တော်တို့ဒီဟွာတော့နောက်ရုပ်တန်းကျွန်တော်တက်မှုကဟောသူ့ကိုဝီသူတာတော့ခိုင်သားပဲတိုင်းသားပဲသူလေဒါကျွန်တော်ထိုးချိန်ရိုက်နေပြီကျွန်တော်စုပ်ခန်းနှစ်ပတ်ထည့်ထားတယ်။အာမင်းကိုလေဒါဆိုရင်စေဖြန်ချက်လည်းဖြတ်ပြားကျွန်တော်လုံးချင်တယ်မရှိတော့လုံးချင်ဘူးကျွန်တော်မလုပ်ဘူးလို့အဲကျွန်တော်ထည့်လိုက်တာအဲ့ဒါနဲ့ကျွန်တော် ောက်တလောက်အောင်နေသိမ့်မကြပါဘူးကျွန်တော်ဒီဟောကိုဒီနိုင်စနေကြိုင်းလို့တက်ပေါင်းပို့ရကျွန်တော်အမှန်ကျွန်တော်တက်ပေါင်းပါသွားတာအဲ့တော့ကဘုံရောက်တော့မှလည်းကျွန်တော်ထွက်ပေါက်ရတော့မှပြောက်ကိုထွက်လာတဲ့အချိန်ပြက်ကိုကျွန်တော်ဒူးရတော့အားလုံးလုံးလဲဆိုလို့လဲကျွန်တော်အထင်ပြောမယ်တော့တက်တက်မဲ့အနိုင်ကျင့်တာပေါ့နော်တက်မဲ့အနိုင်ကျင့်တာပဲကျွန်တော်မြင်တယ်ဘာကျွန်တော်တို့ဘေးမှာနေထိုးရရွာကြီးတက်ကနေတို့ကျွန်တော်ဘူးကြီးရှောင်းတို့ကျွန်တော်တို့ဒီပေါ့နော်စင်သေးရွာတို့ကျွန်တော်တို့တက်ရဲ့ဧရိယာပေါ့နော်တောင်ဝန်စာအပိုင်ပေါ့တောင်ဝန်စာတို့ပေါ့အဲ့ဒီမှာအကုန်လုံး ရခိုင်ရွာတောင်သာဟောရခိုင်ရွာတခုပဲရှိတယ်ကျန်တာကတော့ကျွန်တော်ဒုံညာရွာလေးရှိပဲအဲ့အဲ့ပါဆိုကျွန်တော်တို့အဲ့ကျွေးရင်ွားလေးကျွန်တော်အခုရဲဘော်ဒီလေးအဲ့ကလိုက်ခူးတာပဲကျွန်တော်ရညမဲ့မိုးလေးမဲ့ပိုးဆိုးတယ်ကျွန်တော်ဖားရိုက်တာပေါ့ဖားရိုက်တာမိုးဒီကောင်လေးကအဲ့ဖားတွေကလည်းရခိုင်မှာရှိတဲ့ဖားတွေဘယ်လိုဖားလဲတော့မသိဘူးကြာချောင်းထဲမှာမနေဘူးလေခုနဲ့မနေဘူးအဲ့ဒုံညာအဲ့ဟုတ်ဒီမှာညာဖားတွေကလည်းတို့အညာချိလန့်ချိအိနေဘူးအဲ့ဖားလိုက်ရှာကျန်တဲ့အဲ့လေခုမှမရှိဘူးဖားကျွန်တော်တို့ဖားသားမစားပါဘူးစားလည်းကြောက်ရလည်းမပြိုက်ဘူးအဲ့ဖားလိုက်ရရင်အဲ့ဒုံညာအဲ့ချိလန့်ချိအိအောက်ဒီမှာ ပတ်ပြီးတာများဘာကြီးအဲ့တော့စစ်သားများလည်းအကြိုက်ဘူးအဖားမြိုက်တော့သူ့ရဲ့ကြက်ဒီဘဲတွေကိုခိုးကြတာစိတ်တွေပါအဲ့ဒါထဲရောက်လာထူထောင်အဲ့ဒါလိုက်ရောင်းနေဘူးလေအဲ့ဒီဖားလို့တော့နောက်ဆုံးနွားတွေကဆွဲလာတာခုနွားတွေကြတာခက်တယ်နေပိုပြီးလာနေတိုင်းမှာလေရောင်းအဲ့လိုလည်းငိုင်းကြုံရတယ်အဲ့ကျွန်တော်တို့ကကရတာမတည့်ဘူးအဲ့ကျွန်တော်တို့ကတော့လူခုံလေဒီတက်တက်ဧရိယာအပြင်ထွက်ဒုံညာမြင်းရင်တော့မျက်နှာပေးနေကျွန်တော်တို့ပြောထားပြီးသားမျက်နှာပေးနေမင်းတို့ကထူးသိမ်းထူးထူးကြက်ကြက်စီလာကြမချင်းနဲ့မြင်မတော်ရင်ဆွဲခေါ်လာခဲ့အမျိုးပတ်ဆက်မတောင်းနဲ့အဲ့ကတော့ ပြောင်းလို့ရှိရင်ကျွန်တော်တို့ယူမှာရှိလို့လေသူတို့ပဲသူတို့ကျင့်တယ်သူတို့တို့ကြီးခေါ်လာခဲ့အဲသူတို့ရေးကိုဖတ်စာယူတယ်အဲဒီမှာဆိုဟာပြ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 ီးတော့သူတို့ကသိမ့်ပြတော့လားမနောက်ဘယ်နှသိန်း၁၀သိန်း၁၅သိန်းအဲဒီမှာဆိုယူသူတို့ကရေးခွာတာအဲသူအလုံးလုံးကျွန်တော်မှားထားတယ်အချို့ကြောင့်လည်းလူကုန်လည်းကျွန်တော်တို့အခြားတဲ့ဘုရားလည်းကြက်ဘုရားကိုကြက်လို့ပဲကောကြက်ပြီးမသားလို့လည်းခြားထားတယ်ကောခြားခြားခြားရင်းစားတော့တယ်အချို့ကြောင့်လည်းသူတို့ကြီးဘယ်ပေးတော့မလဲသူတို့ရောက်ပိုင်းကိုရှိမရဘူးလေအဲလိုလည်းလုံစားနေတယ်အများကြီးပဲအများပဲဆိုရင်သွားပြီးတော့ဘယ်ကအချို့ကြောင့်လည်းခေါ်ရကျွန်တော်မှန်ဘူးကားစီဆရာကြီးကျွန်တော်တော့ အကျိုးရရရှိတယ်ကျွန်တော်ဆယ်သိန်းရောက်ဖို့ရှိတယ်ကျွန်တော်ဆရာကြီးကိုတွေ့ရပြီမယ်ကျွန်တော်တောင်းပေးကျွန်တော်ပြီးကျွန်တော်စဘာဘယ်နဲ့တောင်းတောင်းမလို့လဲစဘာအတောင်း90လောက်ရောက်ဖို့ရှိတယ်ပုံနှစ်လောက်ရှိပြီကျွန်တော်စဘာတွေမရသေးဘူးအဲစဘာရလို့ရှိရင်ကျွန်တော်ဂျိန်းဘလောက်ယူကျွန်တော်ဘလောက်အဲ့လိုလဲကျွန်တော်ဘယ်လိုခေါ်မလဲရွာလေးကလာပြီးအခုလည်းတောင်းတဲ့ဖွဲ့ရှိတာပါအဲ့ဒါကြတဲ့အချင်းတွေလို့လှုပ်စားနေလူတွေအများကြီးပဲအဲသွားပြီးတော့ပြင်မှာလှုပ်စားနေကြတဲ့ဖွဲ့တွေအဲသွားတောင်းနေရတဲ့တရားတို့ဖွဲ့အချို့ကြောင့်လည်းပါဥပကန်းလာရဲပေါ့နော်ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကတော့ဘာမှအထောက်အထားမရှိဘူးလားဒါလည်းလူတွေရှိတယ်အဲ့ဒါဟုတ် င်မြောကြောင်းတာကြားသေးဘူးအဲဒါလေးကဒီမှာသူ့သွားဖမ်းမဖမ်းဘူးတောင်းအစိမ့်30ရက်40ရက်50ရက်ပေါ့အပြင်သူ့ပြောပြတဲ့အလူလည်းနေပါမဟုတ်ဘူးလည်းလောက်ပေးလိုက်အဲလုံစားလို့အများကြီးတယ်ဟဲ့မလားလုံစားနေကြတာသူကလည်းလုံစားနေကြတာအဲလည်းအများကြီးပဲကြုံမှုတာပေါ့နော်